ိတ်မသိဘူးဗျာကျွန်တော်အကွင်းကြီးတော့ပဲအကုန်လုံးစော့ကြရဆိုတော့အဲနောက်ပိုင်းရောက်ဖူစဲနည်းနည်းဖော်မြူလာဖြစ်လာတယ်ဆင်မှာကျွန်တော်လည်းစော့ရင်စော့ရင်သဘောကျလာတယ်အဲအကြောင်ဖူစဲပဲပြောင်းပြလာတယ်ဘောလုံးတော့မရှိဘူးကကျွန်တော်တို့အလူမီဘားနှစ်ပါလုံးကလောက်ကြိုက်တယ်လို့မကောင်းတာတော့မလုံးနဲ့ဒီဘောလုံးနဲ့ပတ်သက်ပြီးဘာမှမပြောဘူးသူကကိုကောင်းမဲ့ထင်လို့ကိုဘွားလမ်းကြောင်းအတွက်ပဲလောက်အဲ့လိုပေါ့အဲ့လိုအကိုတွေပါရဲ့စပိုးရင်းပေးတယ်အဲ့ဒါပါ ျွန်တော်နာမည်ကတွတ်တွတ်စောပါကျွန်တော်ကိုရင်းအစီမှာကစားနေပါတယ်ဒီနေ့ပွဲပေါ်တယ်ပါတယ်ဒီနေ့ပွဲကတော့ကောင်းပါနှစ်သင်းလုံးကောင်းတယ်အကောင်းဆုံးသင်းရောနိုင်ရရှိပါတော့ပြီးတော့ဟိုဘက်ကလည်းလေယူစင်ပလေယာတွေပါတဲ့အတွက်အဲ့ဒါလည်းနည်းနည်းကွာအောင်ပါကျွန်တော်တို့အသင်းမှာလူငယ်တွေကြီးပဲအများဆုံးဖွဲ့စည်းကြတယ်ဆိုတော့အကောင်းဆုံးကစားခဲ့ပါဒါပေမဲ့အကုန်လုံးလည်းမြင်ပါပဲလို့နည်းနည်းပါလွဲချော်တွေရှိခဲ့ကျွန်တော်ရှုံးခဲ့တယ်ဟိုဘက်တင်ရလည်းကောင်းတယ်ဒါပါပဲဟိုအတွေ့အကြုံတော့အများကြီးပဲပေါ့သူတို့တွားလာတဲ့အဲ့လိုဖူးစဲပုံစံမျိုးပေါ့သူတို့ရဲ့ idea အယူအဆတွေဘောလုံးဘယ်ချိန်မှာမပါလို့ရမယ်ဘယ်ချိန်မှာမပါလို့အဲ့ဒါလည်းအများကြီးရခဲ့ပါတယ်ဟုတ် ဒီလေးပေါ်စပါရေနဲ့ပါဒါကြောင့်သိထားတယ်နော်ဟုတ်ပြင်းထန်တယ်ဗျဟုတ်ဟိုဒီကိုလေးကလူငယ်တွေဆိုတော့အဲ့ဒီရုပ်စုတွေလည်းအဲ့လိုကျွန်တော်တို့အဲ့လိုဆရာကြီးကလည်းပြောပါရဲ့ထွေနီမာတွေကဒီတင်းတဲ့သူတွေဘယ်လိုဘယ်လိုဆော့ရမလဲကျွန်တော်လူငယ်တွေမင်းတို့ကဘယ်လိုဆော့ရမလဲကျွန်တော်တို့ကလည်းအဲ့လိုနီးပြားတွေရဲ့ခိုင်းသေးတဲ့အတိုင်းပဲလိုက်ဆော့ရတော့ကျွန်တော်ဒီနေ့တူတင်ကိုရင်ဖြစ်သွားပွဲကလည်းမြိုင်သွားတယ်အကုန်လုံးကအဲ့လိုဖြစ်သွားတော့အများကြီးပဲပြောကျွန်တော်တို့ဒီပေါ့ဒီအတင်းတဲ့ကံမှုရေလို့မဟုတ်ပြကျွန်တော်တို့ကဒီလီဝမ်တော့ပါတခါရဲ့ကျွန်တော်တို့အခုတည်းကဂျိုဒင်းမျိုးပြင်ဆင်တာဖြစ်တဲ့အတွက်ကျွန်တော်အများဆုံးလောက်ထားတယ်ထွေနီဆိုလည်းတေချာလိုက်လို့တယ်ထွေနီမှာထွေနီက ကျွန်တော်ကဟိုဟာပဲစနေတွင်းဝင်ပဲဒါပေမဲ့အဲ့လိုအရေးကြီးကိစ္စတွေရှိရဆိုရင်နားပြီးတယ်ကျွန်တော်တော့တပတ်လုံးမှာအပြည့်လုံးကျွန်တော်ဒီပွဲတွဲမဟုတ်ရလီလီဝမ်အထိသွားမှာဆိုတော့ပြောတော့မင်းကကြတော့ဆရာတွေကပြောတယ်ဒီအသင်းမှာဒီလိုဆော့ရမယ်ဒီအသင်းမှာဒီလိုအားနေပဲကျွန်တော်ကလူငယ်ဖြစ်တော့ခွန်အားသုံးလို့ဆော့မှအဆင်ပြေမှာဖြစ်တော့ခွန်အားသုံးတယ်ဒါပေမဲ့ပြောမယ်ဆိုအတွေ့အကြုံတော့အတွေ့အကြုံကဆုံးဖြတ်ပေးသွားတယ်ဟိုကျွန်တော်ကအစခွင်းကြီးကန်ရက်29မှာကျွန်တော်ကိုဗစ်ကြောင့်နားသွားကျွန်တော်အကုန်ပြန်နားရတယ်ပြန်နားရောခိုးနေရကိုနေရပေါ့ အာပြီးတော့မှတိုင်းပြည်နယ်နဲ့စာကန်စာကန်နဲ့ဆရာတွေကလည်းဖူစယ်ဆော့ဆော့ဆိုတော့တိုက်တွန်းလာတယ်ဒီဖူစယ်လောကရောက်လာပြီဗျရွေးချယ်လိုက်တော့တငယ်ချင်းတွေပေါ့အဲ့လိုတငယ်ချင်းနောက်ပိုင်းကျဖူစယ်အရင်တော့လူသိမ့်မသိဘူးဗျာကျွန်တော်ကွင်းကြီးလောက်ပဲအကုန်လုံးဆော့ကြရဆိုတော့အဲ့နောက်ပိုင်းကျဖူစယ်နည်းနည်း popular ဖြစ်လာတယ်ဆင်မကျွန်တော်လည်းဆော့ရင်ဆော့ရင်သဘောကျလာတယ်အဲအကြောင်းဖူစယ်ပဲပြောင်းပြလာတယ်အော်ရှောင်းနိုင်တယ်လို့ပေါ့ရှောင်းနိုင်တယ်လို့သွားခြင်းပါကျွန်တော်အကောင်းဆုံးကြိုးစားမှာပေါ့ကျွန်တော်အဲ့လိုပေါ့ စပိုးတင်းတော့မရှိဘူးဗျကျွန်တော်တို့အဲ့လိုမိဘနှစ်ပါးလုံးကလှုပ်ကြိုက်တာလို့မကောင်းတာတော့မလုပ်နဲ့ဒီဘောလုံးနဲ့ပတ်သက်ပြီးဘာမှမပြောဘူးသူကကိုကောင်းမဲ့ထင်လှုပ်ကိုဘွားလမ်းကြောင်းအတွက်ပဲလှုပ်အဲ့လိုပေါ့အဲ့လိုအကိုတွေပါရဲစပိုးတင်းပေးရအဲ့ဒါပါဟုတ်ကဲ့ကျောင်းတက်တယ်ကျောင်းမတက်တော့ဘူးဗျတက်ကျွန်တော်23အစားစားကန်ကြီးတော့အဖေရဲ့သဘောမတူဘူးအဲ့နဲ့အဖေနဲ့ဘယ်လိုမှမဲ့တနေ့အချိန်ပေးပေါ့ကျွန်တော်ဒီနေသားကြီးရောက်အောင်လုပ်ပေးမယ် အဲ့တော့မှမရောက်ဘူးဆိုရင်ကျွန်တော်စီးပွားရေးအဖြစ်စီးပွားရေးဝင်လုပ်မယ်ဆိုတော့အတိုက်ခံလုပ်ပြီးတော့လုပ်လိုက်အချိန်မှာကျွန်တော်ကမှတိုင်းနေပြည်စပါတော့ဖေးရလဲခွင့်ပြုရင်ခွင့်ပြုရင်လည်းလုံးလုံးပါမှမပြောတော့မနိုင်တော့မနိုင်လို့ပြတ်သားလိုက်တော့လာတာမဟုတ်ဘူးဘာပြောပါလဲတတိအောင်မြင်လာတော့အဲ့လိုသူလည်းဘာမှမပြောတော့ပါဘူးသူလည်းသူ့ဘာသူ့ဘောအဲ့လိုပေါ့ကျွန်တော်အများကြီးလိုအပ်သေးတယ်ဗျကျွန်တော်တို့လူအဲ့လိုပြောမယ်အသက်ကလည်းပါတင်တဲ့အသက်ရွယ်ရောက်နေဒါပေမဲ့ကျွန်တော်ခန္ဓာကိုယ်နည်းနည်းဟိုဖြစ်တယ်ပြီးတော့သူတို့ရဲ့လူရင်းနဲ့ဆန်နှုံးတွေလည်းမပြည့်သေးတဲ့အတွက်မပါတာပဲအခုနောက်ပိုင်းကျွန်တော်လူငယ်တွေအတွက်မျှော်လင့်ချက်ရှိမယ်လို့ထင်တာပဲအခု လေပြင်းပြန်ယူလိုက်တဲ့လူစင်းထဲမှာအကုန်လုံးငယ်နီးပါးတွေပါလာဆိုတော့ကျွန်တော်တို့တခြားတချို့ငယ်တွေတို့ကလည်းဒါအခွင့်အရေးအများကြီးရလာမှာပေါ့ကျွန်တော်တို့လီဟွာကျွန်တော်ဂိုရင်းတင်းကိုနောက်လာမယ့်လီဝမ်ပြန်ခွင့်ရရင်ဆက်လက်အားပေးပါအောင်ပြီးတော့ဒီပူဇယ်ကိုလည်းဆက်လက်ပြီးအားပေးပါအောင်လို့ကျွန်တော်တိုက်တွန်းချက်ပါတယ်